သိနဲ့သိရရလက်ကဆိုးလို့ရတယ်ပဲဒါမနစ်ကဂွာဒီယိုလာတော့ဆိုလဲဟိုဆိုးခဲ့အချိန်ကြီးရှိတာပဲဒါပေမဲ့သူထိုးဆင်းသွားတဲ့ပုံစံအဲ့လိုဟိုနေချင်းကြချင်းရုတ်တရက်ထိပေါက်ပြီးချမ်းသာရနေပြီးတော့ကုန်းကောက်ဆရာမရှိတော့မွဲသွားတဲ့ပုံစံမျိုးဒီဆက်နှစ်ပွဲမှာကူးပွဲရှုံးနေတာကိုတုံတန်ရောတန်းစင်းစုံတွေကအသိနဲ့တော့တိတ်ဖြစ်လိမရှိတဲ့ရလက်မျိုး အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် The Sports Corner ရဲ့ပွဲကြိုတော်တော်ချက်အစီအစဉ်ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ကနေ့ည၈နာရီခွဲမှာကစားမဲ့ West Ham တင်းနဲ့ Liverpool တင်းတို့ရဲ့ပွဲကြိုတော်တော်ချက်ကိုကျွန်တော်နဲ့ညီလေးထက်ဆိုးလို့အတူကတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီနေ့မင်္ဂလာပါ။မင်္ဂလာပါကွ။အဲ့တော့ West Ham နဲ့ Liverpool နဲ့ပေါ့နော်။ Liverpool ကတော်တော်အခြေအနေဆိုးနေတယ်။အဲ့တော့ West Ham အကြောင်းကတော့ပြောရမယ်။ဒါပေမဲ့ West Ham အကြောင်းထက်အခုလက်ရှိ Liverpool ဒါ Champion League မှာလည်း PSV 1-4နဲ့8ခွဲမှာလည်းအချက်တကွဲရှုံးနေ။လက်ရှိအနေအထားကအခုထဲနောက်17ပွဲမှာ ကိုဝဲလမ်းသူရှုံးသွားပြီပေါ့နော်အဲ့အခြေအနေတွေကလက်ရှိအနေအထားဒါလီဗာပူးပေါ့အမြင်တွေပြောပြပေါ့ဟုတ်လီဗာပူးကဟိုအကုန်လုံးပြောပါ12ပွဲမှာ6ပွဲတိသူတို့ရှုံး12ပွဲမှာ6ပွဲတိနော်ဂျာမား3ပွဲပဲနိုင်တယ်အဲ့နိုင်တဲ့3ပွဲကအိမ်ဝင်းမှာလီဗာပူးရီယယ်မက်ဒရစ်ကိုနိုင်တယ်အက်စတန်ဗီလာကိုနိုင်တယ်အဝေးဝင်းမှာဖရန့်ဖတ်ကိုနိုင်တယ်အဲ့ဒါလွယ်လို့ဆိုရင်ကျွန်တော်အကုန်လုံးတည်ရအောင်မကြပဲနဲ့ရှုံးတယ်ဆိုတော့တော်တော် surprise ဖြစ်ရတယ်ရရလက်မျိုးပေါ့နော်ဆိုတော့ကျွန်တော်ဆိုတာရာသီဟိုဒီရာသီမစခဲ့ပါဆိုကျွန်တော်ကအာနီစလော့ ပါစနလီကကြိုက်တဲ့ကျွန်တော်ကြိုက်တဲ့နီးပြမျိုးတွေမှာပါတယ်အဲ့တော့ဒါလောက်ထိထိုးစင်းသွားတာအမှန်တိုင်းမှန်ကျွန်တော်တော်တော်ဟိုအံ့ဩမိတယ်ဆိုးအတင်းတင်းရရလက်ကဆိုးလို့ရတယ်ပဲဒါမနစ်ကဂွာဒီယိုလာလို့ဆိုလဲဟိုဆိုးခဲ့အချိန်ရှိတာပဲဒါပေမဲ့သူထိုးစင်းသွားတဲ့ပုံစံအဲ့လိုဟိုနေချင်းကြချင်းရုတ်တရက်ထိပေါက်ပြီးချမ်းသာရနေပြီးတော့ကုန်းကောက်စရာမရှိတော့မွဲသွားတဲ့ပုံစံမျိုးဒီ၁၂ပွဲမှာကူးပွဲရှုံးနေတာကိုတုံတန်ရောတန်းစင်းစုံတွေကအတင်းနေတော့တိတ်ဖြစ်လိမရှိတဲ့ရလက်မျိုးပေါ့ဥမာတချို့ ဟိုတန်းစင်းဆုံးတိုက်ပွဲဝင်တဲ့အဆင့်16တို့စကားတို့ကအသင်းနေတော့သူတို့နောက်ဆုံး12ပွဲလောက်တွားကြည့်လိုက်လို့ချင်းပြပါတရေလေးပါလေးတပွဲနှစ်ပွဲလောက်တော့ခံနေရ3ပွဲလောက်ကြာတယ်ဒါမမမီလောက်အော်ရုပ်တရက်ထိုးစင်းသွားတယ်ထိုးစင်းတဲ့ကြားတွေကမှဂိုးတွေကလည်းပြက်နေသူက City ကိုလည်း3ဂိုးပြက် Forest နဲ့တော့လည်း3ဂိုးပြက် PSV နဲ့ကြာတော့လည်း4-1ဆိုတော့3ဂိုးပြက်ဆိုတော့ဒါ Liverpool ရဲ့ဟိုဘယ်တော့မှမမြင်ခဲ့ဘူးပဲပုံစံပေါ့ဒါကျွန်တော်မှတ်တမ်းနေရဆိုလည်း1950ကျော်နောက်ပိုင်းလောက်ကလေးကအဆိုးအဝါဆုံးမှတ်တမ်းလို့လည်းပြောလို့ရတယ် အဲ့တော့ Liverpool ဘာဖြစ်သွားလဲဆိုတော့မေကွန်းကတော့တော်တော်လေးအံ့ဩဖို့ကောင်းတယ်အခုချိန်ကဘယ်သူနဲ့ကန်ကန် Liverpool ကဟိုနိုင်မမလားဆိုတော့ပုံစံမျိုးကလည်းပြန်လှည့်ပြီးတွေးနေရတဲ့အချိန်ကိုရောက်လာပြီရောအဲ့တော့ Liverpool ရဲ့အနေအထားကတော့တော်တော်စိတ်ပူစရာကောင်းတဲ့အနေအထားမျိုးနီးပြလဲထိုင်ကုန်လှုပ်တဲ့အနေအထားမျိုးရောက်နေပြီလို့ထင်ပါတယ်အခုတို့အဓိကတော့ဘယ်လိုပြောမလဲဒီဟန်ချက်ညီနေတဲ့အရာလေးတခုပျက်စီးသွားတာပေါ့နော်အဲ့ပျက်စီးသွားတဲ့ဟန်ချက်ညီနေရလေးကဘာမှလုပ်လို့မရဘူးဥပမာ အကိုတို့ဟိုအရာရာတိုင်းကသူတို့ဒီဖွဲ့စည်းတိထောက်သား structure တစ်ခုပဲဖြစ်ဖြစ်ဘလူးဝဲဖြစ်ဖြစ်အဲ့မှာဖောင်ကအောက်သွားပြီဆိုတဲ့အခြေအနေမှာ तू ဘလို့မတည်မရတော့ဘူး तू slot ဒီ slot ball လို့ပါဘူး तू လုံးပဲဖန်နီးမယ်ဖန်နီး तू ဖန်နီးမှုကဘလို့မမဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့အခုဆိုအားလုံးကပြောနေကြပြီ။ super slide ကိုညာချမ်းကြီးထားပြီးကစားတာကြီးကဘလို့မအဆင်မပြေဘူးဆိုတာလည်းအကူလည်းသဘောကျရပါတော့။ဘာကြောင့်လဲဆိုတော့ကွန်းလယ်မှာ super ရဲ့ mechanistar ရဲ့ grammar batch ကက chemistry မိပြီးသား၃ရောက်ပါတော့။ညာချမ်းမှာ तू bradley ပဲ၃ရင်၃ ဒါမှမဟုတ်တခြားကစားသမားတွေတောင်းရတော့အဓိကကဒီဆိုဘူညာချမ်းထားတာကြီးကိုသိအဆင်မပြေဘူးအရေးကြီးတော့လဲဆိုဘူပဲဂိုးသွန်းပေးနေရတယ်ဆိုတော့ဆိုဘူ slide တယောက်တည်းဘောလုံးကန်နေရတော့ဖြစ်နေပြီလေပါဦးမှာနောက်ပြီးတော့ခန်စစ်က van dice နဲ့ကိုနာတင်းနဲ့ကအတွဲတိုက်ကြီးကိုကျသွားတာ van dice ကလည်းမနစ်ကလောက်တော့ strong မဖြစ်တော့ဘူးဒါကလည်း problem လဲဒီကိုင်းလေကအကူညီရတာလဲနဲလာတယ်လို့သူ့စီဓာတ်ရိုက်ဘောတွေရောက်လာတယ်နောက်ပြီးတော့ဒီ အရာအလုံးကခြုံရွေးနေပြီဆိုရင်ပြောစရာတွေအရမ်းများနေရပါတော့လေဘောင်းကြောက်ပြောရတယ်အားနာတယ်လေဘောင်းပြိတ္တတွေမကောင်းနေရောလေမကောင်းဘဲကိုလိုကပြောရမှာပဲလေနော်ကောင်းနေလို့ပြောလို့မမရတာအတိုက်စစ်မှာလည်းခေါ်လိုက်တော့လေ Florian VS ကလည်းတကယ် flop ဖြစ်နေရောဗော flop ဖြစ်နေရဆိုတာသူ့ရဲ့ကစားဟန်နဲ့လေဘောင်းနဲ့ဗသာတန်းတန်းဘာမှမဆိုင်လားသူနဲ့လေဘောင်းနဲ့ကဘာမှမဆိုင်ဘူးသူတခြားအစ်မဆိုကောင်းအောင်ကောင်းပါဂျာမန်ပြန်ရောက်ရင်လည်းကောင်းတယ်ဂျာမန်ပြန်ပြန်ရောက်တော့လေ Frankfurt ရဲ့ပွဲမှာကောင်းနေပြန်ရောအဲ့လိုမျိုးဆိုတော့ဒါအသေးရဲ့ဖွဲ့စည်းတိဆောက်ပုံနဲ့ အမဝင်နာတွေဖြစ်တာတယ်ဒီဒီ pass တွေကလွဲချော်သွားပြီပေါ့နော်အဲ့ဒါတွေကပြန်ပြင်ဖို့အချိန်တစ်ခုတော့ယူရတော့မထင်နဲ့နီးပြလဲဒီတိုင်းဆိုရင်တော့ PR တွေအရန်များလာပြီနော်ဝက်ဆန်ရဲ့အချိန်တွေကတော့ပြောင်းပြန်ပဲသူကနည်းနည်းလေးပြန်ပြီးတင့်မဲ့လာတဲ့အပိုင်းတွေများလာတယ်တော့ညီလေးအမြင်လေးပြောပေးပါဟုတ်ဝက်ဆန်ကတော့ဒါကျွန်တော်တို့ဟိုမျက်လုံးထဲမှာမြင်နေရတဲ့ပုံစံတကယ် Premier League ရဲ့ typical tradition နဲ့အသင်းတစ်သင်းပေါ့လीတဲ့ Premier League နဲ့ဟိုခွဲ Premier League ရဲ့တကယ်အင်္ဂလိပ်ကစားဟန်အမွေအနှစ်ကိုတကယ်တွေ့ရတဲ့အသင်းပေါ့ တော့သူတို့အရှိမဟိုဂရီယန်ပေါ်တာကိုထုတ်လိုက်ဂရီယန်ပေါ်တာစပြီးကင်ကလေးအချိန်ကလေးကဂရီယန်ပေါ်တာနဲ့ဝက်ဆန်နဲ့ကဘလုံးမလမိုင်းမကတ်နေဂရီယန်ပေါ်တာရဲ့ type ကကိုလည်းသိရတဲ့အတိုင်းဒါသူဟို Brighton တို့ဘုံပေါင်းတို့နဲ့လိုက်တဲ့ type မျိုးနဲ့ဝက်ဆန်ကျတော့တကယ် David Morris ရဲ့လက်ထဲမှာအသားကျနေတဲ့အသေးမျိုးနဲ့အခုနူနူဆန်တိုးဆင်းကြမှာပြန်ပြီးတော့သူတို့နှစ်ယောက်ကဟိုအပေါင်းဖက်လို့ပြန်ရရပါတယ်ပုံစံလည်းမဖြစ်ပုံခံစားရတယ်ပေါ့ဆိုတော့ဝက်ဆန်ကဒါ နောက်ပိုင်းပွဲစဉ်တွေမှာအခုနောက်ဆုံး၃ပွဲမှာဆိုသူတို့နှစ်ပွဲနိုင်တစ်ပွဲတည်းဒီရလက်ပြန်ပြီးတော့ကောင်းလာတယ်အဲ့တော့အားနည်းချက်ကလေးရှိတယ်ဆိုပေမဲ့လေတိုးတက်လာတဲ့ဟာတွေအများကြီးရှိတယ်ဘာလို့လဲဆိုတော့နူနိုဆန်တိုးစ်ကလည်းဟိုစပါမှာမအောင်မြင်တာတော့တကန်တာပေါ့လေဒါပေမဲ့ Forest မှာ Wolf မှာသူ့ရဲ့ဟိုသူကတကယ် Premier League ရဲ့အထောက်ကောင်းကောင်းနဲ့နေတယ်ဂျောနဲ့နေတယ်နီးပြအဲ့တော့သူအပြောင်းလဲလှုပ်သွားတဲ့ဟာလေးဆိုလေတော်တော်လေး smooth ဖြစ်တယ်ဥမာဟိုပထမပွဲစဉ်တွေမှာတော့ပုံမှန်တိုင်းလေးတုံးတယ်ဒါပေမဲ့ပြီးခဲ့တဲ့ဘုံပေါက်နဲ့ပွဲစဉ်မှာဆို3 back နဲ့ ဆော့ပြီးတော့ဟိုနီးစနစ်ပိုင်းအပြောင်းလဲလှုပ်သွားတယ်ဥမာတိုက်ဆက်မှာဆိုရင်ဒါဝက်ဆန်ပရိသတ်တွေတော်တော်လေးစိတ်ညစ်နေတဲ့ဒီတို့ရဲ့ဟိုအစင်မပြေတဲ့တိုက်ဆက်မှုကြီးပေါ့နော်ဖူဂရက်လဲနော်ဆိုတော့သူ့ကိုအရန်ကုန်ပါထားပြီးတော့ဒီပရီးမီးယားလိဂ်ရဲ့အထောက်အနဲ့နေတဲ့ကော်လံဝီဆန်တို့လိုကစားသမားတွေပြန်အားကိုးလာတယ်အဲ့တော့ဒီဟာတိုက်ဆက်မှုကောင်းကောင်းတယောက်ရှိသွားတဲ့အတွက်ပါကွဲတာတို့ဘူဝင်တို့လည်းပိုနည်းနည်းပိုပြီးတော့အဆင်ပြေလာတယ်ပေါ့ရာသီအစားအသောက်စားလို့ရှိရင်အဲ့တော့ဝက်ဆန်အရင်ဟိုတမဟုတ်ချင်းပြောင်းလဲသွားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဖြည်းဖြည်းဖြည်းချင်းတော့နူနိုဆန်တိုးစ်ရဲ့လက်ထဲမှာ တိုးတက်လာတဲ့အရာလေးတွေတွေ့နေရတယ်အဓိကတော့ဒီလိုပြောလို့ဖန်လေးကို3-2နိုင်တယ်ညူကာဆယ်ကိုအင်ကွန်မှာ3-1နဲ့နိုင်တယ်နောက်ဆုံးပွဲမှာဒါပုံမှန်ဥဆောင်ပြီးတော့မှဘုံမောက်ကိုဒါခြေပါကူးတွေပြန်ပေးနှမျောဖို့ကောင်းတယ်ပေါ့နော်အမှန်တကယ်3ပွဲဆက်လောက်နိုင်ရမယ့်အခြေအနေမျိုးတွေတော့ရခဲ့တဲ့ဟာတွေရှိတယ်ဆိုတော့ဒါကလည်းဒါဟိုချက်ကန်းတို့လားမဟုတ်ဘူးနီးစနစ်မှန်လားပြောချင်တာသူအနာနဲ့စင်းနဲ့တဲ့သွားတာပေါ့နော်အဲ့လိုမျိုးအာလေဘာဟုတ်တဲ့အိပ်ပြဿနာဖြစ်နေအနာနဲ့စင်းနဲ့မတဲ့ဘူးသူတို့လိုက်ဖာတယ်အဲ့ slot လေးတိုင်ပတ်တယ်ဟိုမှာကဘျောင်းပြန် အနူနူဆန်ဒိုလက်ထက်မှာလုံးဝကိုတည်ငိမ့်တဲ့အသင်းတစ်ခုကိုပြန်ပြီးတော့အခုမြင်လာရတယ်ဆိုတော့အခုဆိုရင်တန်းစင်းဆောင်ကနေတော့ပြန်ပြီးတော့ထွက်ဖို့အတွက်တာစုနေပြီပေါ့နော်အဲ့တော့ဝက်ဆန်ရဲ့အခြေအနေကပြဿနာကတော့ဝက်ဆန်ကဒီပေါင်းနဲ့တွေ့ရင်တော့အခြေအနေမကောင်းဘူးဆိုတော့နောက်ဆုံးဒါပရီးမီယာလီ၁၈ပွဲမှာတပွဲပဲနိုင်နေတယ်ပေါ့နော်၃ပွဲတည်စနေဝက်တော်ရှုံထားရဆိုတော့ထိတ်တိုက်တွေ့ဆုံမှုတွေမှာတော့အခြေအနေမကောင်းဘူးအဲ့တော့ဒီပွဲမှာဝက်ဆန်ဘက်က လေဘာဝူကိုအာသာချက်တွေဘာရရှိမလဲ။ဘာကြောင့်လဲလေဘာဝူခံစစ်အရန်ကြနေတာတွေရဲ့အခုဘုံဝန်တွေကလှင်မြန်မှုတွေရဲ့ဒီစုဖွဲ့မှုကောင်းကောင်းနဲ့တွားတဲ့ပုံစံတွေရဲ့မှာအဲလေဘာဝူကိုစိုးရင်ရတဲ့အပိုင်းလေးနဲ့ဒီဝဆန်းအာသာချက်တွေဟုတ်အဲတေချာတခုကတော့ဒီဘွယ်ဝဆန်းအိမ်ဝင်လည်းဖြစ်နေတယ်။လေဘာဝူခံစစ်ကလည်းအခုကပေးကိုကဟိုအလူအိမ်မှာပေးနေတယ်လို့မျိုးကိုအလူလိုပေးနေတာဆိုတော့ပြီးတော့နောက်တစ်ချက်ကဟိုဒါအခုလည်းသိတဲ့အတိုင်းပဲဝဆန်းက green border လက်ထက်မှာအရှိမအရင်စိုးခဲ့။ဒါပေမဲ့စိုးခဲ့တယ်ဆိုတော့သူတို့ကခံစစ်ပဲ ခန်စစ်ကပို့ပြီးတော့ဆိုးနေမှာခန်စစ်တအားယုတ်ပြက်ပြီးဆိုးနေတယ်ဥမာချက်စီးကိုကိုပြက်ရှုံးတဲ့ပွဲပါတော့ဥမာ1-5နဲ့တကူတော့ရအောင်တော့ပြန်သွင်းနိုင်နေတာပဲတိုက်စစ်ကသူတို့မှလည်းအချိန်မီကိုသွင်းနိုင်တဲ့ကစားသမားတွေရှိတယ်ဥမာပါကွဲတာတို့ဘူဝင်တို့ဆိုတာကိုမိနစ်60ထဲထားဘယ်အချိန်မဆိုကိုပြက်ပြောင်းလဲနိုင်တဲ့ကစားသမားမျိုးတွေထဲမှာပါတယ်အဲ့တော့ Liverpool ရဲ့လက်ရှိခန်စစ်ကအခုခုနပြောသလို Van Dijk ကိုဟိုကိုနာတေရနှစ်ယောက်စလုံးတပြိုင်တည်းကြာသွားတယ်နောက်တစ်ချက်ကအဲ့ Sobo Slime right back ထားဆိုတဲ့ဟာကျွန်တော်ကအဲ့ဒါမှာ slot ကိုနည်းနည်းလေးနားလည်ပြီးလို့ရသလိုမချစ်မရဲလည်းဖြစ်တာ right back ထားဆိုရတယ်ဆိုဘစ်လိုင်း right back ထားဆိုတော့ဆိုဘစ်လိုင်း right back မှာတိတ်မကောင်းတာမျိုးမဟုတ်ဘူး तू မပါတဲ့ကွင်းလယ်မှာပြဿနာပိုတက်နေရပါဘူးဆိုဘစ်လိုင်း right back မှာအမဝင်အောင်ဆိုတာတူမရှိတော့လို့ရှိရင်ဒီနေရာပြဿနာဖြစ်နေအဲ့တော့ရှိရ right back နှစ်ယောက်လုံးကကောင်းလားဆိုတော့ဥပမာ corner bradley ဆိုရင်နည်းနည်းလေးကျွန်တော်ကျွန်တော်ခံစားရတာဆို overrated နည်းနည်းဖြစ်တဲ့ကစားသမားတွေမှာပါတယ်အချက်မြန်လေးမှာ mbappe ကိုထိန်းလိုက်တယ်လို့ပြောလို့ဆိုရင်လူတွေကသူ့ကိုအရန် height ကြပြီမှာတကယ်တော့အာနူးနဲ့ဆိုဘူး level ကအရန်ကွာဟလောင်းကြီးဒီလူတွေနဲ့ right back ကိုဘယ်လို့ သွားပြီးဆော့မလဲဗျဒါပေမဲ့ frame bound တော့သူတို့ဘာလို့ဝယ်လဲကျွန်တော်နားမလဲဘူး frame bound ကငကိုရဲကသူကဟို liverpool ဆင်မာတဲ့ wing back ဆော့တဲ့ player ပဲတိလာအဲ liverpool ကစားဟန်နဲ့လည်းတိတ်လိုက်တယ်လို့လဲမထင်ဘူးအဲ့တော့ carcass တို့ဘာလို့ဆိုတာလဲဘုံပေါက်ကစကေးတွေကဘယ်မှာကြံခဲ့လဲမသိဘူးရုပ်ပါမမှတ်မိတော့လောက်အဲ့လိုပြတ်သွားတယ်ဆိုတော့နောက်တန်းနောက်တန်းတော့တော်တော်လေးရုပ်ပြက်စင်ပြက်အားနေနေအနေထားမှာပါတယ်ဆိုဝက်ဆန်ဘေးအပိုင်းနေအားတာမလဲဆိုရင်ကျွန်တော်ထင်တာတော့တိုက်စစ်ကတေချာပေါက်ကိုရနိုင်မယ်လို့လီဗာပူးခံစစ်ကိုတေချာပေါက်ကိုရနိုင်တဲ့အနေထားမျိုးရှိရလို့တော့ ထင်တယ်အတိတိတတအားသာအားသာနေရတော့ဝက်ဆန်တိုက်ဆက်ပေါ့ညီလေးပြောမှန်ပါတယ်ဘာကြောင့်ဆိုလက်ပါဦးကနောက်ဆုံးသူတို့ရဲ့ပရီးမီးယားလိဒီဆက်နပွဲတော်မှာဂိုး20လောက်ခွင့်ပြုထားရတယ်ခဲစစ်ပေါက်နေဆိုတာဒါတက်တယ်ပဲ stats ပဲကြီးကြီးကိုင်းထဲမှာပဲတွားကြီးကြီးအခုဘလုံးဝဲဝဲကြီးကြီးနောက်ပြီးတော့ gravel match ပေါ့တော့ gravel match ကကိုဘောက်စုဘောက်ဆော့တယ် dm 66လားဆိုရင်တော့ destroyer 66တော့မဟုတ်ဘူးမဟုတ်ဘူးဆိုတော့အဲ့မှလည်းပြဿနာတက်တာအဲ့တော့ဒီခန်စစ်ကြောင်းပေါက်တဲ့နေရာမှာ ် Gravash minute ကဆိုအရန်ကောင်းတယ်ပေါ့နော်အခုလည်းညံ့နေရလို့ပြောတာမဟုတ်ဒီညီနေတဲ့အရာလေးတစ်ခုကပျက်စီးသွားတာပေါ့နော်အဲ့ဒါလေးတစ်ခုပဲအခုကပြောချင်တာကတကယ်တမ်းခဲစစ်ကိုကူရပြီဆိုရင်ဟေ့ဆိုရင် Gravash ကတကယ်ကို DM စစ်စစ်ကစားသမားတစ်ယောက်မဟုတ်ပြန်ဘူးအဲ့တော့သူတို့ DM စစ်စစ်ကစားသမားတစ်ယောက်ကလည်းလိုနေပြန်အောင်လိုနေရလေးကဒီအခုလိုရှုံးနေတဲ့အချိန်မှာတော့များလာတာပေါ့နော်အဓိကပြဿနာကအကောအစ်ဆက်ကိုခေါ်တာနေစားတာပေါင်140လောက်ဒီပရီးမီယာလိဂ်စာချင်းတွေပြောင်းရွှေ့ချင်းတွေခေါ်တယ် Florian Wiers ကို အဲ့မတိုင်ခင်စံချိန်တွေပြောင်းရွှေ့ခြင်းနဲ့ခေါ်တယ်စံချိန်တွေပြောင်းရွှေ့ခြင်းနဲ့ခေါ်တဲ့ကစားသမား၂ယောက် equity နဲ့ဆို၃ယောက်ကိုတန်း300ကျော်လောက်သုံးပလိုက်တယ်ဗောနော်အဲ့ဒါကြီးကအရန်နှမျိုးကိုကောင်းတယ်နောက်ပြီးအဲ့ဒါကြီးကတိုက်စစ်တွေအာသန်တွေကြီးပဲဗောနော်အဲ့ဒါတွေကလဘဦးရဲ့ဒီကစားကွက်မှာ balance မဖြစ်သွားတော့ဘူးအဲ့တော့တိုက်စစ်ကြီးပဲစုတ်ဝဲနေလို့လည်းမရဘူးအတင်းကတိုက်စစ်နဲ့ကံမှာမဟုတ်တာကိုတို့ဒီဟိုဘယ်လိုပြောလဲ1950လောက်ကတော့သိရမလား2235တို့226စစ်တို့နဲ့ကံရတဲ့ခင်မဟုတ်တော့ဘူးလေသိရမလားအခုခေတ်ကအဲ့တော့သူကလည်း balance တင်ကြီးဖို့လိုတယ်ဗော။ တော့ဒီပွဲမှာနောက်ဆုံးလီဗာပူးဘာပြီးဖြစ်သွားနိုင်တယ်ဆိုတာလီဗာပူးရောအာသာချက်ကဘာတွေဖြစ်မလဲဒီပွဲမှာအစ်ဆက်တို့ဒီခေါ်ထားတဲ့တိုက်စစ်မှုတွေ Foreign US တို့ရဲ့ဘယ်လိုပြောမလဲပြန်လာမလားဗောနောသူတို့လည်းပြန်လာမလားမေးရပွဲရများနေပြီသူတို့အခြေစွမ်းနေအကူလိုပြန်ပြနိုင်မလားလီဗာပူးတာဆာလာတို့ ਨੇ ဒီပွဲမှာရောဘယ်လိုတိုက်စစ်ပိုင်းမှာအခြေအနေရှိနိုင်မလဲကျွန်တော်မြင်တာလီဗာပူးက အခုဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးတရားရဂိုင်လုံး slot ကြောင့်လို့တော့မထင်ဘူးသူတို့မှလည်းပြဿနာပေါင်းများစွာရှိတယ်ဥပမာအရင်ခေတ်တုန်းဆို Liverpool ကလူတွေခေါ်လိုက်ပြီဆိုလို့ရှိရင်ကိုလည်းသိပါပါဟိုကစားသမားတော်တယ်ဆိုတာသူကသူတပိုင်းမှဒါပေမဲ့ Liverpool မှာအဲ့လို credit အမြဲရနေတဲ့အာကစား director ရှိတယ်နေဒီလူတွေကသူခေါ်ခဲ့တာဆိုတော့ဥပမာ Jurgen Klopp တောင်မှအရင်ပါဝင်ပတ်သက်ပြီးလူခေါ်တာမျိုးမဟုတ်ဘူး तू ကသူကဟိုဂျူလီယန်ဘရန့်ကိုခေါ်ချင်တဲ့အချိန်မှာအဲအာကစား director ကဒီဟိုဆာလာကိုခေါ်ပေးတယ်ဒီလိုမျိုးပေါ့နော်ဆိုတော့ဒီနှစ် signing တွေက အကုန်လုံးနှီးပါ flop ဖြစ်တာ EKDK တရားလောက်ကလွယ်လို့ရှိရင်ပေါ့ဆိုတော့ဟိုတင့်တင့်ဆိုရဲအစ်စ်လောက်မှရှိတာအရန်ကိုသမားမာမာရှက်ဗလီလောက်ပဲရှိမယ်ကျန်တာအကုန်လုံးကဟိုအတင်းနဲ့ဘလုံးမအမဝင်သေးတဲ့အနေထားပဲပြီးတော့ကျွန်တော်အရှိမလည်းပြောဦးပါတခါလေကျရင်နှီးပြရလူဝယ်ပြီးလို့ရှိရင်နည်းနည်းဒုက္ခရောက်တတ်တဲ့နီးပြမျိုးတွေရှိခဲ့တယ်ဆိုတော့အာနီစလော့လည်းအိုက်ထဲမှာပါသလားဆိုတာဒီရဒီကကြည့်ရမှာပေါ့လေအဲ့တော့ဟိုအီဆက်ကဝယ်တယ် EKDG ကိုဝယ်တယ်โอเคဝယ်တာကတော့ဝယ်လို့ရတယ်ဒါပေမဲ့ဝယ်တဲ့လူတွေကအဆင်မပြေနေတာကတော့ ဟို slot တယောက်တည်းပြဿနာလို့လည်းမထင်ဘူးကစားသမားတွေမှတ်မှလည်းတာဝန်ရှိတယ်လို့ဝယ်ခဲ့တဲ့ပုတ်အဖွဲ့မှာလည်းဟိုအတိုင်းအတာတစ်ခုဒီတာဝန်ရှိတယ်နီးပြမှာလည်းအချိုးကျသူတာဝန်ရှိတယ်ဘာလို့လဲဆိုတော့ဟိုလည်းသိရတယ်ဒီဘက်ကမှ manager ရဲ့ဒီငါကြိုက်တဲ့လူကိုခေါ်ဆိုပြီးတော့သွားတဲ့ပုံစံမျိုးမဟုတ်တော့သူ့ရဲ့ decision ကတဝက်ပုတ်အဖွဲ့ရဲ့ decision ကတဝက်ပဲအဲ့တော့ဒီလူတွေကိုခေါ်ခဲ့တာဒီဘယ်သူတွေလဲဆိုတဲ့ဟာဟိုတီတီချိန်မှာပြန်ပြီးတော့တာဝန်ယူရမယ့်ကိစ္စတွေဖြစ်လာပြီပေါ့ဆိုတော့ Florian Risto အဆင်မပြေဘူးဆိုတာလေ Liverpool ဒီဘယ်တော့မှ creativity နဲ့ပတ်သက်ပြီးတော့ ဲ့နေရာစော့နေကြနေရာမဟုတ်ဘူးဗျာဟိုကျွန်တော်ပြောချင်တာအဲငကိုရှိတဲ့ AMF ကထွက်သွားလို့ तू ကဒီ AMF ရဲ့နေရာဝင်ရတာမျိုးမဟုတ်ဘူး Liverpool က club နဲ့အရန်အားကောင်းတော့ကလည်းဟို Hando တို့ Wynaden တို့ American တို့ Favin Horro ကဟို creativity ကောင်းတဲ့ကွင်းလယ်လူတွေမဟုတ်ဘူးတဲ့မသူတို့ရဲ့ creativity ကအာနိုစီယာနေပဲလာတာဆိုတော့အာနိုစီယာနေလာတာဖြစ်တဲ့အတွက်အခုကျတော့မှ creativity ကောင်းတဲ့ကွင်းလယ်လူတယောက်နဲ့ပုံစံအစ်တစ်ခုကိုစပြီးတည်နေရတာဖြစ်တယ်ကစားသမားတွေကလည်းလင်းလင်းမြတ်မြတ်အသားမကျဘူး ပုံစံလည်းကစားရန်တစ်ခုလုံးကချိန်းနေရတဲ့ပုံစံအရင်တော့အဲ့လို full back တွေကိုအားပြုတ်ပြီးတော့စော်တဲ့ပုံစံမဟုတ်တော့ဘဲနဲ့ဒီ queen line frame ကိုအားပြုတ်ပြီးစော်တာဆိုတော့ကျွန်တော်ထင်တယ်ဟိုအကူအပြောင်းတော့တော်တော်လေးအဲကြမ်းတမ်းအောင်မဲ့သဘောမျိုးမှာရှိတယ်လို့ကျွန်တော်ကမြင်တယ်အဲ့တော့ liverpool မှာအားရစရာကတော့ igdg လောက်ပဲရှိတဲ့ပုံစံလိုမျိုးဖြစ်နေအထူးသဖြင့် gap ရောစာလာရောလည်းနောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးကြာလာတဲ့ပုံစံမျိုးတွေ့ရတယ်ဟုတ်ဟုတ်နောက်ဆုံးနေတော့အကူတို့ဒီပွဲဖြစ်နိုင်ချေရှာလက်ဘလို့ဖြစ်မလဲပေါ့နော်နည်းနည်းတော့ ဟိုဖြစ်တယ်တော့ပြီးတော့လီဗာပူးကဒီလန်ဒန်သင်းနေနဲ့နောက်ဆုံး9ပွဲလောက်အဝေးခွင်းကန်ထားတာမှာ9ပွဲမရဘူးပေါ့နော်အဲ့ဒါတွေကလည်းနည်းနည်းစိုးတဲ့အချက်လေးတွေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ဘာပဲပြောပြောပါဒီဘောမှာဝက်ဆန်ကိုလီဗာပူးနိုင်နိုင်လားညီလေးအမိနဲ့ result လေးဘယ်လိုဖြစ်လာမလဲထင်တယ်ပေါ့နော်နိုင်နိုင်လားဆိုတော့လီဗာပူးကဒီအချိန်မှာနိုင်နိုင်လားပြောရဘာမှဘာမှမဆိုင်နဲ့ဟာကြီးကိုပြောနေရတယ်လို့တော့ဖြစ်တယ်ဒါပေမဲ့အဲကျွန်တော်ထင်ပါတယ်အသင်းဟိုအသင်းတသင်းကသူ့ပုံရိပ် level တစ်ခုဆိုတာရှိတာဘယ်သူမှတော့ ဟိုအကြာကြီးတော့ရုပ်ပြက်စင်းပြက်တလားနှစ်လားလောက်ကြီးရှုံသွားမယ်အသင်းမျိုးတွေတော့မဟုတ်ဘူး။အမသူတို့ပြန်ကောင်းလာတဲ့အချိန်ဒီမှာဆိုလေအရီယယ်မက်ဒရစ်ကိုဆော့တဲ့ပုံစံဆိုရင်ဟိုကန်ကောင်းလို့နိုင်တဲ့ပုံစံမဟုတ်ဘဲနဲ့တကယ်ကောင်းမိနိုင်သွားတဲ့ပွဲစဉ်တွေရှိတယ်။ပြဿနာအဲ့ရအောင်နောက်တစ်ပွဲကို copy paste မလုပ်လာနိုင်တာပေါ့။အဲ့ခြေစွမ်းရီယယ်နဲ့ပွဲရဲ့ခြေစွမ်းအဲ့မှာပဲကြံခဲ့တဲ့ပုံစံလည်းမဖြစ်နဲ့။အဲ့တော့ဝက်ဆန်ကကောင်းနေရဆိုပေမဲ့လည်း PR AM များနေအနေထားမှာလီဗာပူးကစားသမားတွေအနေနဲ့သူတို့ရဲ့ခေါ်ထားတဲ့နာမည်နဲ့ price tag နဲ့လိုက်အောင် ခြေစွမ်းတစ်ခုတော့ပြန်ပြီးပေးဖို့လိုနေပြီလို့ထင်တယ်အဲ့တော့ကျွန်တော်ကတော့ဒီပွဲကတ်နိုင်လောက်နဲ့ဗျာလီဗာပူးနိုင်သွားမလားပေါ့နည်းနည်းတော့အရေးဆုံးမိခံမှန်းမှာပေါ့1 2လောက်နဲ့နိုင်သွားမယ်လို့ထင်ပါတယ်ဟိုလည်းတော်တော်စဉ်းစားရတယ်ဘာကြောင့်လဲဆိုတော့ဒီလက်ရှိဝက်ဆန်းရဲ့ traditional ကစားဟန်ပေါ့နော်အာပြန်ပြီးတော့ကောင်းလာတဲ့ပုံစံနဲ့ long ball တွေပြန်ချပေးရတယ်ဘိုဝန်တို့ပြေးတာတို့ဒီကစားသမားတွေရဲ့ဟိုပုံစံကဒါလီဗာပူးကြောက်တဲ့ပုံစံအဲ့ပုံစံပေါ့နော် तू อ่ะ play ဒီရှင်ကစားတဲ့အသင်းတွေမှာ real madrid ဆိုတိတ်ပြီးတော့မကြောက်ဘူးပေါ့တော့ तू ကန်လို့ရတယ် तू in night out နဲ့ aggressive ကန်လို့ရတဲ့ဟာမျိုးဒါပေမဲ့ပြန်ပြီးတော့ तू ဒုက္ခပေးနိုင်မယ်အသင်းတွေမှာ west ham ပါတယ်အဲ့တော့ဒီပွဲမှာအကိုထင်တယ် west ham ကို goal ပေးရဖို့များတယ်အဲ့တော့ तू လဲနိုင်မလဲအကိုကတော့ဒီပွဲမှာ liverpool နိုင်မယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ slow ရဲ့ဒီအနာဂတ်နဲ့ဒီအခြေအနေနဲ့ပါရှင်းရမယ်ပွဲဒီပွဲကအကိုပြောချက်တာတကယ်လို့ဒါဒီပွဲအခြေအနေထက်ချုံသွားတယ်ဆိုရင်တော့ စလော့ကိုဒါသဘောပြိတဲ့ပဲဖြစ်ဘယ်သူမှလက်ခံမှာမဟုတ်တော့အဲ့တော့အကိုကတော့ဒီဘက်မှာနောက်ဆုံးဒါလစ်ပါဘူးကိုရွေးတင်တဲ့နောက်ဆုံးပွဲလို့တော့ထင်တာပဲအဲ့တော့အကိုကတော့1 2 1 3လောက်နဲ့သူတိုက်စစ်မှုတွေတော့ခံစားရပေးရမယ်ဥမာ2 4လို့မမျော်လင့်ထားပဲဂိုးတွေအများကြီးမြင်ရမယ်လို့ထင်တယ်ဘာလို့လဲသူနိုင်ဖို့ဆိုရင်သူများတဲ့ပုံသွင်းရမယ်သူခံစားကပေါက်နေတော့ WhatsApp တစ်လုံးနှလုံးလောက်ရနိုင်တယ်2 3 2 4 1 3အဲ့လိုမျိုးဂိုးမြူးရမယ်ပွဲလို့တော့အကိုကတော့ဒါခံမဲကျင်တယ်ဟုတ်ကဲ့အဲ့တော့အကိုတို့တူတူကြည့်ရအောင် ဟုတ်ကဲ့ပါဒါတင်းကုနေမှာရှင်ပြန်ကစားမယ်ဝက်ဆိုက်တဲ့လက်ပါဦးတင်းတွေပွဲချိုးတော်တရားဖြစ်ပါတယ်။ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်နေကျွန်တော်တို့ဒီစီစဉ်ဒီမှာပဲအင်အားကျပါတယ်။နောက်ထပ်တပွဲရှိပါသေးတယ်။အဲ့ဒါတော့ဒါပြင်ကျွန်တော်ဆက်ပြီးတော့တင်ဆက်ပေးပါမယ်။အားလုံးပဲစောင့်ကြည့်ပေးကြပါအောင်လို့တိုက်တွန်းနေမယ်ဒီမှာပဲဒီကုန်းချောက်လိုက်ပါတယ်။